ခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တွေတွင်စစ်ကောင်စီကခွင်းဆက်မြေအောက်လှိုင်ကောင်အပိုင်းလိုက်တူပြီးခန့်စစ်ပြနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှခိုင်ပြည်စစ်တွေမြို့အနောက်ဘက်မေယူမြို့ဝတက်လျှောက်တွင်စစ်ကောင်စီကခွင်းဆက်မြေအောက်ဥမင်လှိုင်ကောင်အပိုင်းလိုက်တူပြီးခန့်စစ်ပြစစ်နေကြောင်းစစ်တွေသတင်းရင်းမြစ်ထံမှသိရပါတယ်။စစ်တွေတက္ကသိုလ်အနီးအမှတ်36ရဲတပ်ရဲနှင့်စစ်သွေးနိုင်သည့်မေယူမြို့ဝမြေကမ်းပြင်ရှိမှန်စီကျေးရွာအောင်တိုင်ရေချမ်းပြင်တက်လျှောက် ရေအောက်လှိုင်ကောင်းများအပိုင်းလိုက်တူးဖော်ထားကြောင်းသိရပါဗျ။စစ်ကောင်စီဟာမှန်စီကနေရေချမ်းပြင်အထိသွာလာလို့ရတဲ့ရေအောက်လှိုင်ကောင်းတွေကိုအပိုင်းလိုက်ခွင်းဆက်တွေတူးဖော်ထားတယ်။စစ်တွေတက်ကတော့အနီးကအမှတ်36ရဲတပ်ရင်းကိုအခါခွဲအောက်မှာသွာလာလို့ရအောင်လှုပ်ထားတယ်။ပြီးတော့ရေအောက်လှိုင်ကောင်းတချို့နေရာတွေမှာလက်နက်ကြီးတွေအများအပြားတပ်ဆင်ထားတယ်။မှန်စီကဒေသခံတွေပြောတာကဖုံနာကျွန်း ဥယျာဉ်တောင်အထိပြစ်ခတ်လို့ရတဲ့လက်နက်ကြီးတွေတက်ဆင်ထားတယ်လို့ပြောတယ်ဟုစစ်တွေတရင်ရင်မြက်ကပြောပါတယ်စစ်ကောင်စီသည်စစ်တွေမျိုးကိုအာရကတက်တော့အေအေကဝင်တိုက်ခိုက်လာလျင်နောက်ဆုံးခံတပ်အဖြစ်မြို့အနောက်ဘက်မြေယူမြို့ဝမြေကမ်းပေးတလျှောက်တွင်တက်စခန်းအများပြားနှင့်လက်နက်ကြီးအများပြားတက်ဆင်ထားကြောင်းသိရပါတယ်တက်စခန်းတိဆောက်ရေးနှင့်မြေအောက်လိုင်းကောင်း24ရဲ့အတွက်ဘူးမေကြီးရွာနှင့်တဲချောင်းကြီးရွာအပါအဝင်အနီးအနားရှိမိုးစလင်ကြီးရွာများမှာမိုးစလင်လူငယ်များရာနေချီစေခိုင်းထားကြောင်းခိုင်လုံသောစစ်ရေးတရင်ရင်မြက်ကပြောပါတယ် ထို့ပြင်မုစလင်လူငယ်များကိုအတင်းအဓမ္မစစ်သားစုဆောင်ထားမှုများလည်းရှိသလိုစုဆောင်ခံရသည့်စစ်မှုတန်းကိုလည်းလှုပ်အားခိုင်းစေနေကြောင်းလည်းမန်စီတီတပ်ကံတရင်ရင်းမြစ်တအုပ်ကပြောပါရယ်မုစလင်ကြီးရွာကမုစလင်အမျိုးသားတွေခေါ်ပြီးတဲချောင်းမှစုတဲ့မနက်ပိုင်းကားနဲ့ခေါ်သွားတဲ့ညနေ6နာရီလောက်မှပြန်လာပို့တဲ့မုစလင်300လောက်ရှိမယ်မှန်စီအောင်တိုင်းအဘက်တွေမှာခိုင်းကျင်တာခိုင်းနေ တက်စခန်းတိဆောက်ထားရောဘန်ကာဆောက်တာကရုတ်ချင်းတူတာလှိုင်ကောင်းတူတာအကုန်လုံးကိုခိုင်းနေတကယ်ခန်းစစ်အကြီးစားပြင်ဆင်နေတာစစ်ကောင်စီကနောက်ဆုံးမခံနိုင်လို့ထွက်ပြေးမယ်ဆိုရင်တော့ဒီမေယုမြို့ဝကနေထွက်ပြေးလို့ရအောင်ကိုတိကျပြင်ဆင်နေတာဖြစ်မယ်ဟုပြောပါတယ်စစ်ကောင်စီသည်စစ်တွေမြို့အပြင်ဘက်အမြင့်ကျော်ကြီးရွာဘွာတလိတ်ရေချမ်းပြင်မှန်စီရွှေမင်းကန်ပွိုင်ကန်းကြီးစသည့်နေရာများတွင်ပပလက်တက်စခန်းအများအပြားဖြင့်ခန်းစင်များပြင်ဆင်ထားပါတယ် ရန်ကုန်စစ်တွေကလန်တိုင်းအရကတက်တော်အေအေမဝင်ရောက်နိုင်ရန်အတွက်လည်းအမြင့်ကျွန်းကြီးရွာထိပ်ကမင်းချောင်းတရားအမြင့်ကျွန်းတရားကိုမိုင်းခွဲဖြက်စီထားပါတယ်။လက်ရှိတွင်လည်းစစ်တွေမျိုးအနည်းရှိရေချမ်းပြင်အုံရေဖုံကျွေတဲ့ပိုက်စိတ်ချင်းကျွေတဲ့ပိုက်စိတ်ကြီးကျွေတဲ့အောင်တိုင်းကြက်တော်ပြင်ပလင်ပြင် သင်ပုံတန်းပြားလီချောင်းရွာဟောင်းပြားလီချောင်းရွာတင်မော်နီပြင်းအမြင့်ကျွန်းနှင့်ပြိုင်းပြူကြီးရွာတို့တွင် စေကောင်စီကတက်ဆွဲထားပါသည်စေကောင်စီသည် မောင်နီပြင်တင်ပုံတန်ချောင်းတွင်ကြက်တော်ပြင်အောင်တိုင်းရွာသိကိနာဤကံကျွီတိန်ကြာမတောင်အမြင့်ကျွန်စသည့်ရခိုင်လူမျိုးများနေထိုင်သည့်ခြေရွာ40ကျော်ရှိပြီးရင်းတို့အထက်မှ14ရွာကိုစစ်ကောင်စီကနှင်ထုတ်ထားပါသည်။ရှင်းခြေရွာများမှာဒေသခံရခိုင်များသည့်စစ်တွေမျိုးစစ်ဆောင်တောင်းနေချီဖုံးတော်ကြီးကျောင်းများတွင်နေထိုင်နေရပြီးအရကတတ်တော် AA ထိန်ချုပ်မျိုးနယ်များတွင်လည်းတောင်းချီစစ်ဆောင်နေရပါသည်။စစ်ကောင်စီထိန်ချုပ်ထားတဲ့စစ်တွေမျိုးတွင် စီကောင်စီဤဓာကစဌာနချုပ်ခလာရ20ခလာရ230နှင့်ခလာရ290ခမာရ344ခမာရ354နဲ့အတူအမတ်စနစ်နဲ့အမတ်36ရဲတပ်ရင်တို့ရှိနေပြီးခန်းစစ်တေချာပြင်ဆင်ထားပါတယ်။အေအေကလည်းစစ်တွေမျိုးရှိစစ်ကောင်စီတပ်စခန်းများအောင်ရသေးတောင်မျိုးနဲ့ပုံနာကျုံမျိုးနဲ့ဘက်ကနေဝိုင်းရံပိတ်ဆို့ထားပြီးနေစင်နီပါလက်နက်ကြီးအပြန့်အလှန်ပစ်ခတ်မှုများဖြင့်စစ်ရေးမှတင်းမာနေကြပါတယ်။ နိုဝင်ဘာလ26ရက်ညကလည်းစစ်တွေပါတလေးရှိစစ်ကောင်စီတပ်ရဲမှဖိခတ်သောလက်နက်ကြီးကြီးကြောင့်ရသေးတောင်မြို့နယ်မိုးဆဲကျွန်းရှိရောင်ဖင်လေကြီးရွာမှအသက်60ကျော်အရွယ်ဒေါ်ဦးမစိန်မှထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ29ရက်မှနိုဝင်ဘာလ28ရက်နေ့အထိစရင်အရာရခိုင်ပြည်တွင်စစ်ကောင်စီဤလေးချောင်းပုံချဲတိုက်ခိုက်မှုနှင့်လက်နက်ကြီးဖိခတ်မှုများကြောင့်ဒဏ်ရာရရှိသူ89ဦးနှင့်သေဆုံးသူ44ဦးရှိခဲ့ကြောင်းသတင်းဌာနမှတ်တမ်းအရသိရပါတယ်။ ဆက်လက်ပြီးစာလင်ကြီးမျိုးနဲ့ရေခါရွာနီးတိုက်ပွဲဖြစ်ပွားပြီးစစ်သား၃ဦးသေဆုံးစစ်တပ်ကအမျိုးသမီး၁ဦးအပါအဝင် ပြည်သူ၁၂ဦးကိုဖမ်းဆီးတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စကိုင်းတိုင်းစာလင်ကြီးမြို့နယ်ရေခါရွာနီးတိုက်ပွဲဖြစ်ပွားပြီးစစ်သား၃ဦးသေဆုံးကစစ်တပ်ကအမျိုးသမီး၁ဦးအပါအဝင်ပြည်သူ၁၂ဦးကိုဖမ်းဆီးသွားကြောင်းဒေတာရင်းသတင်းရမြက်ကသတင်းဌာနကိုပြောကြားပါရယ် နိုဝင်ဘာလ30ရက်နေ့ညပိုင်းတွင်စာလင်းကြီးမြို့နယ်ရေခါရွာတွင်အကြံဖတ်စစ်တပ်နှင့်တော်လည်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြံဖတ်စစ်သား3ဦးသေဆုံးခဲ့ကြောင်းတိုက်ပွဲတွင်သေဆုံးသွားသောစစ်သားအလောင်းတလောင်းကိုလည်းဒေါ်လန်ရေးတပ်ဖွဲ့များကမိသေချိုပေးခဲ့ကြောင်းသိရပါသည် ။စာလင်ကြီးကစစ်ခွေးစစ်တောင်းကမင်းကညပိုင်းကရေခါရွာနာကိုရောက်လာလို့တိုက်ပွဲဖြစ်တာလို့သိရတယ်။တိုက်ပွဲတွင်မှစစ်ခွေးသုံးကောင်တည်တယ်လို့သိရတယ်။ PDF ရဲဘော်နှစ်ဦးလည်းမစိုးရိမ်ရဒဏ်ရာရတယ်လို့ကြားတယ်။စစ်ခွေးအလောင်းတစ်လောင်းကို PDF ရဲဘော်တွေကမိသကြိုပေးလိုက်တယ်ဟုဒေတာရင်းသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ထို့ပြင်နိုဝင်ဘာလ28ရက်နေ့နနက်အစောပိုင်း9နာရီခန့်ကလည်းစာလင်ကြီးမျိုးနဲ့ချင်းတွင်မြစ်အနောက်ဘက်ခြမ်းဝမ်ပေါင်ကုမ္ပဏီမှစာလင်ကြီးမျိုးပေါ်ကိုထွက်လာသည့်အင်အား130ဝန်းကျင်ခန့်ပေါင်းအကြံဖတ်စစ်တပ်စစ်ကြောင်းသည့် ရှေးခါရွာအဝယ်တွင်ပြည်သူစေဦးဖမ်းဆီးခဲ့ကြောင်းနိုဝင်ဘာလ30ရက်နေ့တွင်လည်းစားလေးကြီးမြို့ပေါ်ရှိလမ်းစုံတွင်ဆိုင်ကင်းများဆစ်ဆီးနေချိန်အမျိုးသားတအုပ်နှင့်အမျိုးသမီးတအုပ်ကိုလည်းထပ်မံဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်။လက်ရှိချိန်တွင်အကြမ်းဖက်စစ်တပ်ဖမ်းဆီးထားသောပြည်သူ12ဦးကိုဤသည့်နေရာ၌ထားရှိသည်ကိုမသိရသေးကြောင်းထိုအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်မကြီးတန်းရွာ၊ထန်းပူရွာ၊ထန်းလေရွာ၊စားထုံရွာပိုင်းတောင်ကြီးရွာ၊ကြောက်မော်ရွာ၊ဒူးထောက်ရွာ ရှေးခါရွာအပါအဝင်ကျေးရွာဆက်ရွာမှာပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။နိုဝင်ဘာလ28ရက်နေ့ကဝမ်ပေါင်ကုမ္ပဏီကနေစားလင်းကြီးမြို့ပေါ်ကိုသွားမယ့်စစ်တောင်းလို့သိရတယ်။စစ်ခွေးအင်အားကတော့ခန်းမှန်းကြီး130ဝန်းကျင်လောက်ပါမယ်ထင်တယ်။လမ်းမှာပြည်သူ100ဦးကိုဖမ်းသွားတာရှေးခါရွာတဲ့အဝင်မှာတွေ့လို့ဖမ်းသွားတာအခုထိတော့ပြတ်မလို့သေးဘူး။အမျိုးသားတွေကတော့တိကျပေါက်ပါတယ်အမျိုးသမီးတွေပါတာတော့မကြရဘူးခွေးစစ်ကြောင်စာလင်းကြီးမြို့သွားရင်ဖမ်းသွားတာပေါ်တာဆွဲဖမ်းစီတာ ဝမ်ပေါင်ကနေထွက်လာတဲ့စစ်ခွေးစစ်ကြောင်းကြောင့်ကျေးရွာဆေးရွာကပြည်သူတွေတိမ်းရှောင်နေရတယ်။မကြီးတန်းရွာ၊ချမ်းပူရွာ၊ချမ်းလေရွာ၊စားထုံးရွာ၊ပိုင်းတောင်ကြီးရွာ၊ကြောက်မော်ရွာ၊ဒူးထောက်ရွာ၊ရေခါရွာအပါဝင်အနီးနားကျေးရွာဆေးရွာဝင်းကျင်ခန့်ကတော့အနေဆုံးရှိတယ်။ညကဆိုလေပြေးလိုက်လွားလိုက်နေရတာပဲ။စစ်ရှောင်ပြည်သူအရေးအတွက်တော့ခံမှန်းချေမှတ်လို့မရဘူး။အခုစစ်ကြောင်းမြင်နေတော့ဆေးရွာကပြည်သူတွေကအခုလောလောဆယ်ပြေးလိုက်ပြန်လာလိုက်နေရတာအခုစစ်ကြောင်းကစားလင်းကြီးမျိုးရောက်သွားပြီ ညာရောနေရောခင်းပတ်တာတွေမျိုးတွေကလူတွေဖမ်းတာတွေစစ်ဆေးတာတွေတော့ရှိတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ဆလပီမြောက်ဝတီမြို့တောင်ချန်းထိန်းချုပ်နိုင်ဖို့မင်းလက်ပံရွာကိုစစ်ကောင်စီတပ်အသေးခံတိုက်နေတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ မြောက်ဝတီမြို့တောင်ပန်းစေမိုင်ခန့်အကွာထိုင်းမြန်မာနယ်စပ်တောင်ရင်မြင့်နားမှရှိတဲ့မင်းလက်ပံရွာကိုသိမ်းယူနိုင်ဖို့အတွက်စစ်ကောင်စီတပ်ကပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကအင်အားအလုံးရင်းနဲ့စတင်ထိုးစစ်ဆင်လာတာကြောင့် KNU ဦးဆောင်တဲ့ဒေါ်လန်ရီပူပေါင်းတပ်တို့နဲ့ဒီဇင်ဘာလ၁ရက်နေ့အထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့အောက်တိုဘာလ၁၉ရက်နေ့ကမြောက်ဝတီမြို့အနီးရှိ၄ခေကော်မြို့တွင်နဲ့ဖြူဟာကုန်းဆွဲတော်ကုန်းတို့ကိုပြန်လည်သိမ်းယူနိုင်ခဲ့တဲ့နောက်မြောက်ဝတီမြို့တောင်ဘက်မြောက်ဝတီဝေါ်လီလမ်းပိုင်းမှာရှိတဲ့ အင်ချင်းမြိုင်နဲ့မင်းလက်ပိုင်ရွာတို့ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်နာကအင်ချင်းမြိုင်ရွာကိုစစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးမင်းလက်ပိုင်ရွာကိုဥတီကစစ်ကြောင်းနဲ့ကြောင်းနဲ့ဆက်လက်ထိုးစစ်ဆင်နေပါတယ်။အင်ချင်းမြိုင်ရွာကနေတဲ့စစ်မင်းလက်ပိုင်ရွာကိုစစ်ကြောင်းတစ်ကြောင်းထိုးလာနေတယ်လို့လေကိကော်မြို့တောင်ဘက်ရသေးကူဘက်ကနေလည်းစစ်ကြောင်းတစ်ကြောင်းနဲ့ထိုးလာနေတယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။ နိုဝင်ဘာပထမအပတ်နဲ့ဒုတိယပတ်အတွင်းစစ်ကောင်စီတပ်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုအချိန်တိုင်းမှာမင်းလက်ပံရွာအနီးကိုရောက်ရှိလာခဲ့ပေမယ့် KNU နဲ့တော်လန်ရေးပူးပေါင်းတပ်တို့ရဲ့ခုခံတိုက်ခိုက်ခံရမှုကြောင့်စစ်ကောင်စီတပ်ထိခိုက်မှုအများအပြားနဲ့ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ခရင်တရင်ရင်းမြစ်ကပြောပါရယ်။နိုဝင်ဘာ22ရက်မှာတော့မင်းလက်ပံရွာအနီးမှာစစ်ကောင်စီတပ်နဲ့ KNU တို့တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မင်းလက်ပံရွာမှာအခြေစိုက်ထားတဲ့ဖုံမှုကြီးနိုင်လွင်ဦးဆောင်တဲ့ဒီမိုကရေစီအကြိုပြုခရင်တမတော် GKPA က KNU ပူးပေါင်းတပ်တို့ကိုစတင်ပစ်ခတ်ခဲ့ရကနေနှစ်ဖက်ပစ်ခတ်မှုခဏတာဖြစ်ပွားခဲ့ပြီး GKPA ထိန်းချုပ်ထားရနေရကို KNU ကဝင်ရောက်စီးနှင်းကတိမ့်ပိုက်လိုက်ပါတယ်။မင်းလက်ပံရွာက GKPA တက်ဆွဲထားရနေရကိုဝင်ရောက်စီးနှင်းရမှာတော့ online လောက်ကစားလိမ့်လည်မှုကြားဖြတ်လောက်ကင်နေသူထောင်ကြီးတွေ့ရှိရပြီး GKPA တပ်ဖွဲ့ဝင်200ကျော်ကိုလည်းလက်နက်နဲ့တကွဖမ်းဆီးလိုက်တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။မင်းလက်ပံရွာက GKPA ရဲ့အကောက်ွယ်အောက်မှာရှိတဲ့ကြားဖြတ်စင်တာကို KNU ကောက်ခွင့်ရောက်စီးနေပြီးအဖွဲ့ဖွဲ့ပြီးစစ်ဆေးမှုတွေလှုံ့ဆော်နေတဲ့အချိန်မှာတော့စစ်ကောင်စီတပ်က KNU တပ်တွေရှိနေတဲ့မင်းလက်ပံရွာတွေကိုနေ့စဉ်လေကြောင်းတိုက်ခိုင်းမှုလက်နက်ကြီးပစ်ခတ်မှုတွေဒီဇင်ဘာလ၁ရက်နေ့အထိဆက်တိုက်လှုံ့ဆော်နေခဲ့ပါတယ်။ဒါပြင်မြေပြင်ကနေလည်းအင်ဂျင်မြိုင်ကနေတဲ့ဆင့်စစ်ကြောင်းထိုးလာခဲ့ရာနိုဝင်ဘာ29နေ့30ရက်နေ့ကတနေကုန်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတိုက်ပွဲကြောင့်နေချားတောင်ရင်မြေတပ်ဖက်ကန်ထိုင်းနိုင်ငံမဲဆောင်မျိုး မိကိုကင်းရွာတဲကိုလက်နက်ကြီးကြီးတွေချက်ရောက်ပောက်ပွဲခဲ့တဲ့အတွက်ထိုင်းစစ်တပ်ကလုံခြုံရေးတိုးမြှင့်ပြီးအချက်ပြမိကိုပုံးတွေလည်းပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ပါတယ်။စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်နိုဝင်ဘာ30ရက်နေ့ကထိုင်းပတ်ချံမိကိုကင်းရွာနေဆက်အနီးမှာနေထိုင်တဲ့မြန်မာစစ်ရှောင်းတန်လျာအဆောက်အဦအပေါ်လက်နက်ကြီးကြီးချက်ရောက်ပောက်ပွဲခဲ့ပြီးကလေးနှုတ်အယက်သား3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။လက်တလုံးမှစစ်ကောင်စီတပ်က KNU ပူးပေါင်းတပ်တွေရှိနေတဲ့မင်းလက်ပံရွာကိုအပြင်းထန်တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး KNU ရဲ့သဘောထားကိုသိရဖို့ KNU ပြောရေးဆိုခွင့်ရှိသူတွေကိုဆက်သွယ်မေးမြန်းထားပေမယ့်ဒီဇင်ဘာလ၁ရက်နေ့ညနေ၄နာရီအထိပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။ဒေသခံကရင်တရင်ရင်းမြစ်တအူးကတော့စစ်ကောင်စီတပ်ဟာမင်းလက်ပံရွာကိုအပြင်းထန်ထိုးစစ်ဆင်တာနဲ့ပတ်သက်ပြီးသူ့ရဲ့အမြင်ကိုအခုလိုပဲပြောပါရယ်။ပထမဆုံးသူတို့စစ်တပ်ဆုံရှုံးနေမြေပြန်လို့ခြင်းတာဒုတိယကတရားမဝင်ရွေးကောက်ပွဲကိုသူတို့စုံမိုးဒေသမှာပြုလုပ်ပြီးနိုင်ငံတကာကိုပြသခြင်းတာတတိယကကြားဖြတ်ကိုအယောင်ပြနှိမ်နေပြီးအကျိုးမြတ်ရှာခြင်းတာလို့သူကသုံးသပ်ထားပါရယ်။ စစ်ကောင်စီတပ်ဟာရွေးကောက်ပွဲမတိုင်ခင်မြဝတီတောင်ပိုင်းဒေသတစ်ခုလုံးကိုပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်စူးစမ်းလှုပ်ဆောင်နေပြီးကြားဖြတ်တိုက်ဖြတ်ရေးအတွက်ဆိုပြီး DGBA ထိန်းချုပ်ထားတဲ့ကြောက်ခတ်နေမျိုးကိုလည်းရှင်းလင်းလှုပ်ဆောင်သွားဖို့ရှိနေပါတယ်။ကြောက်ခတ်နေမျိုးကိုရှင်းလင်းလှုပ်ဆောင်သွားဖို့ကိုလည်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားထားပါတယ်။စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲအပိုင်းတမှာကရင်ပြည်နယ်ကမြဝတီမြို့နယ်လေးပါဝင်နေပြီးမြဝတီမြို့ပေါ်ကိုစစ်တပ်ကထိန်းချုပ်ထားနိုင်ပေမဲ့ မြောက်ပြည်မျိုးတောင်ဘက်ဒေသအားလုံးကြီးပါမှာတော့စေကောင်စီတပ်ကမထိန်ချုပ်နိုင်သေးတယ်လို့မြောက်ပြည်မြောက်ဘက်ဒေသတွေမှာလည်းခရင်နေချာဆောင်တန် BGF ကထိန်ချုပ်ထားပါတယ်။ခရင်လက်နက်ကိုင်အဖွဲ့၃ဖွဲ့ဖြစ်တဲ့နေချာဆောင်တန် BGF ဒီမိုကရေစီအကြိုပြုခရင်တပ်မတော် DKPA နဲ့ခရင်ငိမ့်ချမ်းရေးကောင်စီ KNU KNL PC ကတော့စစ်တပ်ပြုလုပ်မဲ့ရွှေကောက်ပွဲအပေါ်ထောက်ခံကူညီပေးမယ်လို့ပူရဲကြေညာချက်ထုတ်ပြန်ထားတာလည်းရှိပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်